မင်္ဂလာပါပရိသတ်ကြီးရေဒီနေ့မှာတော့ပိုးပွားတို့ရဲ့ရိုးရာစေးနေလေးတွေကအတုံးဝင်ပြီးအိမ်တိုင်းမှာရှိတဲ့တစ္စည်းလေးတွေနဲ့ပြုလုပ်နိုင်တဲ့စေးနှီး၅မျိုးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်စေးနှီးတဲ့ချောင်းဆုပ်ပြောက်ဖို့ကြားရည်နဲ့တံပရာကြီးကြားရည်တစုံတံပရာကြီးတစုံရောပြီးတနေ့နဲ့ချိန်တောက်ပါလဲချောင်းနာတာချောင်းဆုတာတတ်တာစီပါတယ်စင်းနီနဲ့ဘိုင်အောင်ဘိုင်နာပြောက်ဖို့နန်ရွင်းနဲ့တစ်ကြံပူခေါနန်ရွင်းမုတ်တစုံ တစ်ကြံပိုးခေါက်အနေငယ်ကိုရေနွေးနဲ့ရောတောက်ပါ အစာအိမ်နာတာလေးထတာကိုတတ်တာစီနိုင်ပါတယ်။စေနီ၃မီးလောင်နာတတဖို့အုံးစီနဲ့ကြက်တုံချူကြက်တုံချူသုံးပါကိုအုံးစီနဲ့နှိမ့်နေလိမ့်မှာပိုးမဝင်အောင်ကာကွယ်ပေးပြီးနာကျင်မှုရောကျစေပါတယ်။စေနီလေးခေါင်းကိုက်ပြောက်ဖို့ပူဒီနာရွက် ပူဒီနာရွက်ကို ရေနွေးစိမ်ပြီးအနက်ရှူပေးပါခေါင်းကိုက်တာမူဝေတာကိုတတ်တာစီပါတယ်။စေနီငါဝက်ချံပြောက်ဖို့တခွားသီးနဲ့တံပရာကြီး တခွာသည့်အည်နဲ့တံပြာရီစာတူရောလိမ့်မှာတပတ်အတွင်းဝက်ချံရောသွားပါလိမ့်မယ်